မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းနယူးဇီလန်အစိုးရအနေနဲ့ထုတ်ပြန်ဖို့အတည်ပြုဆုံးဖြတ်လိုက်တယ်လို့နယူးဇီလန်လွတ်တော်အစည်းအဝေးကထုတ်ပြန်လိုက်ပါတယ်။အလို့သမားပါတီကလွတ်တော်ကိုယ်စားလှယ် Free Try For နဲ့အစိမ်းရောင်ပါတီက Tiano Tuyuno တို့ကနယူးဇီလန်အစိုးရအနေနဲ့ကြေညာချက်ထုတ်ပြန်ဖို့အဆိုတင်တွင်းရမှာကန့်ကွက်သူမရှိတာကြောင့်နိုဝင်ဘာလ9ရက်နေ့ကအတည်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ A sham election It is not a general election, it's a general's election. Um, I was also on that fact finding uh, mission, uh, Mr. Speaker, and as we spent some time on the, on the border of Myanmar, we met with many, many people uh, from various parts of the country. Uh, and they talked about how uh, their villages had been bombed, they talked about the airstrikes, uh, they talked about the impacts on, on their future. မြန်မာစစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲဟာကိုကိုကိုအယက်သားအစိုးရဆိုပြီးပြသဖို့နဲ့နိုင်ငံတကာကတရားဝင်တဘောတူအောင်လက်ဖျားဖို့ကြိုးစားနေရဲ့လိန်ညာလှုပ်ရှားမှုတစ်ခုတာဖြစ်တယ်လို့လဲအလုတ္တမပါတီရဲ့လွတ်တော်ကိုယ်စားလှယ် Free Trade Forum ကဆိုပါတယ်။အဲ့ဒီအဆိုတင်သွင်းမှုကိုနယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းထောက်ခံခဲ့ပြီးမြန်မာစစ်တပ်ရဲ့အထူးအရောင်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့အပြင်ရည်ရှိတီတက်နဲ့ငင်းချမ်းရေးစီဥတီနေတာမဟုတ်ဘူးလို့လည်းပြောပါတယ်။ နယူးဇီလန်အလုံသမားပါတီက Free Trial for နဲ့အစိမ်းရောင်ပါတီက TNO to you တို့အပါအဝင်နယူးဇီလန်ရဲ့လွတ်တော်အမတ် Richard Borat တို့ဟာဒီနှစ်စက်တင်ဘာလကထိုင်းမြန်မာနယ်စပ်မှာ၉ရက်ကြာနေခဲ့ပြီးမြန်မာနိုင်ငံကအတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းအပါအဝင်အရက်ပတ်အဖွဲ့အစည်း30ကျော်နဲ့တွေ့ဆုံစကားပြောဆိုခဲ့ပါသေးတယ်။အဲ့ဒီလိုတွေ့ဆုံပြီးရနောက် Free Trial for ကတရုတ်နိုင်ငံအနေနဲ့မြန်မာစစ်တပ်ကိုပံ့ပိုးနေတာဟာ ကမ္ဘာပေါ်မှာအဆိုးဝါးဆုံးအာဏာရှင်ကို ထောက်ပံ့ပေးနေတာဖြစ်တယ်လို့လဲထိုင်းနိုင်ငံဘန်ကောက်မြို့ကနိုင်ငံခြားတည်င်းထောက်များကလပ်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးပြုလုပ်ခဲ့တဲ့ပွဲအတွင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်အရေးအထူးကိုယ်စားလှယ်တอมအန်ဒရူးကလည်းအာဏာသိမ်းစစ်တပ်ကပြုလုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအတုအယောင်အလေအညာဖြစ်တယ်လို့အော်တိုဘာလ30ရက်နေ့ကကုလသမဂ္ဂမှာပြောကြားခဲ့ပါတယ် အဲ့ဒါအပြင်စင်ကာပူနိုင်ငံသားရဲ့ဝင်ကြီး Vivian Vala Krishnan ကမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာယုံကြည်စိတ်ချရတဲ့ရလက်ဖြစ်ဖို့ပြည်သူစန္ဒထင်ဟပ်ရည်အတွက်ငင်းချမ်းရည်လုံခြုံရေးနဲ့အားလုံးပါဝင်မှုကိုအခြေခံရမှာဖြစ်တယ်လို့လဲနိုဝင်ဘာလ9ရက်နေ့ကလွတ်တော်အတွင်းမေးမြန်းမှုအပေါ်ဖြေကြားခဲ့ပါတယ်။အာနာသိန်းစစ်တပ်ဟာ2020အနိုင်ရပါတီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီ40ကိုဖျက်သိမ်းထားပြီးတမရဦးဝင်းမြင့်အပါအဝင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အောင်ဆန်းစုကြည်နဲ့နိုင်ငံကောင်းဆောင်တွေကိုဖမ်းဆီးထားပြီးရွေးကောက်ပွဲကိုကျင်းပဖို့ပြင်ဆင်နေတာပါအခုလိုမြန်မာပြည်သူတွေနဲ့တော်လိုင်းရေးအဖွဲ့အစည်းတွေအပါအဝင်အာဆီယံနဲ့နိုင်ငံတကာကကောက်ကွက်နေရကြကပဲရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲကျင်းပမယ်လို့ဆိုထားပြီးဒီဇင်ဘာလ28ရက်နေ့မှာပထမပိုင်းကို မြို့နယ်တရနှမြို့နယ်မှာကျင်းပသွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။